ကျွန်တော်တို့အလုံးရုပ်ရှင်တော်တော်များများမှာမြင်မှုတွေ့မှုကြတဲ့နှင်းလူကြီးတွေကိုလူတိုင်းသိရမှထင်ပါတယ်။အဒီတရဝါကြီးတွေကိုကဘာပေါ်မှာတော့ရဲတီလို့ခေါ်ကြပါတယ်။ဒီတရဝါကြီးတွေကတကယ်ပဲရှိတာလား။အန်ဒရိတ်ဒီယိုထဲမှာတော့ရဲတီလို့ခေါ်တဲ့နှင်းလူကြီးတွေရဲ့ပြစ်တည်မှုနဲ့ပတ်သက်ပြီးပြောပြသွားမှာ။ ားလုံးမင်္ဂလာပါ keyword တိုင်းမှာမပြန်တဲ့ tutorial ပါတယ်ကျွန်တော်ကဇာပိုင်းကြီးပါအဲကျွန်တော်လေးဒီဗီဒီယိုမှာတော့ကျွန်တော် YouTube comment တစ်ခုဟာဒီအနှင်းလူကြီးရဲ့အကြောင်းပြောပြပါလားဆိုတော့ပေါ့နော်လာမန့်ထားတွေ့လို့ကျွန်တော်လေးဒီဗီဒီယိုကိုလုပ်လိုက်ခြင်းဖြစ်ပါတယ်အဲဒီဒီဗီဒီယိုထဲမှာတော့ဒီရဲတီလို့ခေါ်တဲ့နှင်းလူကြီးတွေနဲ့ပတ်သက်ပြီးအကြောင်းသိတဲ့တော်ကိုပြောပြပေးတော့မယ်ဒီလိုလေးမစခင်မှာတော့ထုတ်စတဲ့ major keyword တိုင်းမှာ YouTube channel လေးကို subscribe မလုပ်လို့ဆိုရင် subscribe လုပ်ပေးခဲ့ပါအင်းအရဒီဘက်ကောင်လုံးနေလေနေပေးကြပါအဲပြီးတော့ထုံးစံတိုင်းမဲ့တင်နေတဲ့ဒီဗီဒီယိုလေးကို YouTube အကြည့်နေသလိုရှင်တော့ VPN လေးခံပြီးတော့ကြည့်ပေးကြည့်ပြင်ကူညီပေးကြပါလို့လဲတော့ဆိုချင်ပါတယ်စတဲ့အောင်ပါ ရဲတီဆိုတဲ့စကားလုံးကတိဘက်ဘာသာစကားကနေဆင်းသက်လာတာဖြစ်ပါတယ်။ဒေသတော်ဝါကြီးတွေရဲ့ပုံစံကတော့ကျွန်တော်တို့ရုပ်ရှင်တွေမှာပါတဲ့အတိုင်းပဲအမွှေးရှိရှိနဲ့အဖြူရောင်ရှိပြီးလူနဲ့တူတဲ့သတော်ဝါတွေဖြစ်ပါတယ်။အရက်၆ပေကနေ15ပေလောက်ထိကြီးထွားနိုင်ပြီးတော့အလွန်သမားတို့အရန်လက်နှင်နေကြပါတယ်။ဒါပေမဲ့ဒီချက်တွေကကျွန်တော်တို့လူသားတွေရဲ့ခမန်းချက်သက်သက်ပဲဖြစ်ပါတယ်။ဒီနှင်းလူတွေရဲ့တရှိမှုကဘေးရီးဖြစ်နေတဲ့အတွက်သူတို့ရဲ့ပုံစံကဘယ်လိုရှိလဲဆိုတော့ကိုအတိအကျတော့မသိနိုင်ပါဘူး။အဲဒါကြောင့်ညင်းပွားမှုတွေလည်းရှိပါတယ်။သဘောထားကွဲလွဲချက်တွေအရာရဲတီလို့ခေါ်တဲ့နှင်းလူတွေက အရန်ကိုကြီးမာတယ်မြောင်းဝံမျိုးစိတ်တစ်မျိုးဆိုပြီးတော့လည်းအထင်မြင်သူတွေရှိပါတယ်နောက်တစ်ခုကရဲတီတွေအမွေကဖြူရောင်မဟုတ်ပဲအမဲရောင်သာဖြစ်ပြီးတော့နှင်းတွေကြောင့်သာဖြူရောင်လို့ထင်ရတာဆိုပြီးအယူဆသူတွေလည်းရှိပါတယ်အဒီတရဝါကြီးကတိဘက်ဒေသနဲ့ဟိမုန်နာတောင်တန်းဒေသတွေမှာနေထိုင်ကြတယ်လို့ယူဆကြပြီးအနီပေါ်အိန္ဒိယနဲ့ကျွန်တော်မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာလည်းအမြင်တွေ့ဘူးတယ်ဆိုတဲ့ပြောဆိုချက်တွေရှိပါတယ်ဂျန်နိုင်တွေကတော့နှင်းလူကြီးတွေကရှမ်ဘဲလာဒေသရဲ့အဆောင်တွေလို့လည်းဆိုကြပါတယ် ။အချမ်းပဲလားဆိုတာကတော့သီရိုဇင်နဲ့နေထိုင်တဲ့အတီးတဲ့နေရာတစ်ခုဖြစ်ပါတယ်။အတီးကြား dimension တစ်ခုလို့ပြောရမှာပေါ့။ကျွန်တော်တို့မြန်မာမှာဆိုရင်လူတချို့ယုံကြည်ကိုးကွယ်ကြတဲ့ဝိဇာဇော်ကြီးတို့လိုအထွက်ရောက်ပေါက်ပို့ကိုယ်တွေစံမြန်းရနေရာဖြစ်ပါတယ်။အဒီနေရာကိုရှန်ဂရီလာလို့လည်းခေါ်ကြပါတယ်။ရှန်ဘဲလားသို့မဟုတ်ရှန်ဂရီလာကဟိမဝန္တာတောင်တန်းတွေကြားမှာရှိတာကြောင့်အဒီနှင်းလူကြီးတွေကဒီနေရာရဲ့အဆောင်လျှောက်တွေဖြစ်တဲ့အတွက်အဒီနေရာမှာရှိနေမယ်လို့ဒဏ္ဍာရီရယူဆကြပါတယ်။ ဒီတရဝါတွေကိုတွေးရှိရဆိုတဲ့ထွက်ဆိုချက်တွေအတက်ပုံတတ်သိတွေဗီဒီယိုတတ်သိတွေလည်းများပြားရှိပါတယ်အဒါတွေကဘယ်ကနေစတင်ခဲ့လဲဆိုရင်1922ခုနှစ်တုန်းကဗီရိရှတောင်တက်ဖွဲ့တစ်ခုကဒီဟင်းမွန်နာတောင်တန်းတွေရဲ့တနေရာမှာအလူပုံတရံအမွေးရှိရှိနဲ့အဖြူရောင်တရဝါကြီးတစ်ကောင်ကိုတွေးခဲ့တယ်ဆိုတော့အန်ထွက်ဆိုချက်တွေပြောစကားတွေကနေစတင်ခဲ့တာဖြစ်ပါတယ်ဒီလိုနဲ့နှင်းလူတွေရဲ့အကြောင်းကလူသိများခဲ့ပြီးအနှင်းလူရှာဖွေတဲ့တောင်တက်ဖွဲ့စည်းတွေလည်းများလာခဲ့ပါတယ်ဘယ်လိုပဲရှာဖွေမှုတွေပြုလုပ်ပေမဲ့နှင်းလူကတော့အမိရဖန်ဆီးနိုင်ခြင်းအတွေ့ရှိခဲ့ခြင်းတော့မရှိသေးပါဘူး ဒါပေမဲ့ညင်းပွားကြရကောင်းတဲ့ထူးဆန်းတဲ့ချက်လက်တွေကိုတော့ရှာဖွေနိုင်ရပါတယ်။အဲဒါကတော့ခြေရာတွေပါ။အဟိမွန်နာတောင်တန်းနေကြမှာနှင်းလူရှာဖွေရေးအဖွဲ့တွေကတာမန်မဟုတ်တဲ့အေယာမခြေရာကြီးတွေကိုအစင်းနေနေကြမှာတွေ့ရှိခဲ့ကြပါတယ်။ဒီခြေရာတွေကနှင်းလူတကောင်ရဲ့ခြေရာဟုတ်မဟုတ်ဆိုတာမသိကြတာကြောင့်အများစုကတော့မြောက်ဝန်ပေါ်ဝန်အန်စတဲ့တရိษာတကောင်ရဲ့ခြေရာလို့ပဲယူဆကြပါတယ်။နောက်ပြီးဒီခြေရာတွေနားမှာရှီလျရတဲ့အမွှေးတစ်ခုကိုလည်းမြင်တွေ့ခဲ့ပြီးအစမ်းသက်လေးလာကြည့်တဲ့အခါမှာတော့ဝုန်းဝုန်တကောင်ရဲ့အမွှေးဆိုတာကိုသိခဲ့ရပါတယ် အဲဒါကြောင့်ဗီဒီယိုတွေဓာတ်ပုံတွေထဲမှာရိုက်ကူးမိခဲ့တဲ့ဒါသရဝါတွေကနှင်းလူမဟုတ်ပဲဘောဘုံတွေဖြစ်နေနိုင်ပါတယ်။ပညာရှင်တွေကတော့ရဲတီလိုလူတွေအထင်မှားကြတဲ့အကောင်တွေက Himalayan Brown Bear လို့ခေါ်တဲ့ဝက်ဝံမျိုးစိတ်နဲ့ Tibetan Blue Bear လို့ခေါ်တဲ့ဝက်ဝံမျိုးစိတ်ဖြစ်မယ်ဆိုပြီးကောက်ချက်ချခဲ့ကြပါတယ်။အဒီရဲတီလိုခေါ်တဲ့နှင်းလူတွေကတရိစ္ဆာန်မျိုးစိတ်တခုမဟုတ်ပဲအရင်ကလူသားမျိုးနွယ်တွေနဲ့အဆက်အသွယ်ပြတ်နေတဲ့အသိဉာဏ်ရှိအမွေးရှည်လူသားမျိုးစိတ်တခုဖြစ်တဲ့လူသားမျိုးနွယ်တခုဖြစ်တဲ့ဆိုပြီးယူဆချက်တွေလည်းရှိပါတယ်။ အဒီယူဆချက်တွေကဘယ်ကလာလဲဆိုရင်စင်တွေရဲ့မျိုးဗီဇကနေလာတာဖြစ်ပါတယ်။ယနေ့ခေတ်စင်တွေထဲအကျွဲစားပုံမူကြီးမှပြီးအေးခဲတဲ့နေရာတွေမှာရှင်သန်နိုင်ဖို့အတွက်အမွှေးရှည်ကြီးတွေကိုပိုင်ဆိုင်ထားတဲ့စင်မျိုးစေ့တခုကဘာပေါ်မှာရှိခဲ့ဘူးပါတယ်။အဒီစင်ကြီးတွေကိုတော့မမ်မုတ်စင်မျိုးစေ့လို့ခေါ်ပြီးအခမ်းအနကြီးအရလွန်ခဲ့တဲ့နှစ်ပေါင်းတသောင်းဝန်းကျင်တော့ကတည်းကမျိုးသုံးသွားပြီးဖြစ်ပါတယ်။အခုဒီရဲတီလို့ခေါ်တဲ့နှင်းလူကြီးတွေကလည်းအမမ်မုတ်စင်တွေလိုပဲကျွန်တော်တို့လူသားတွေထက်အကျွဲစားပုံကြီးပြီးတော့အေးခဲတဲ့ဒေသတွေမှာရှင်သန်နိုင်ဖို့အတွက်အမွှေးရှည်ကြီးတွေကိုပိုင်ဆိုင်ထားတဲ့ အလူသားမျိုးစိတ်တစ်ခုဖြစ်တယ်အလူသားမျိုးနွယ်တစ်ခုဖြစ်တယ်ဆိုပြီးယူဆကြတာဖြစ်ပါတယ်ဘယ်လိုပဲဖြစ်ပါအဒါတွေက theory တသက်ပဲဖြစ်ပြီးယနေ့အချိန်ထိတော့တိတိကျကျသက်သေပြနိုင်တဲ့သက်သေထောက်တာမရှိသေးတာကြောင့်အသိပ္ပညာရပြောမယ်ဆိုရင်ယက်တီဆိုတဲ့တရားဝါကတကယ်မရှိပါဘူးအဲဒါပဲယက်တီဆိုတာတကယ်ရှိကြောင်းကိုသက်သေပြကျင်နေတဲ့တောက်တက်ဖွဲ့တွေကတော့အခုချိန်ထိရှိနေပါသေးတယ် ဟုတ်ကဲ့ပါကျွန်ခုပြောပေးကြတာကတော့ရဲတီလို့ခေါ်တဲ့နှင်းလူကြီးတဲ့အကြောင်းပဲဖြစ်ပါတယ်။အဒီကြောင့်လည်းပတ်သက်ပြီးပရိသတ်ရဲ့ထင်မြင်ချက်ကိုလည်းအောက်ကကွန်မန်မှာဝင်ရောက်ကြေးသားတော်ရရပါတယ်။နောက်ထပ်ဗီဒီယိုလုပ်စီချင်ကြောင်းရာနဲ့သိကြကြအောင်ဆီလို့ရှင်လည်းအောက်ကကွန်မန်မှာဝင်ရောက်ကြေးသားတော်ရရပါတယ်။ကြော်တက်နိုင်ဆုံး research လုပ်ပြီးတော့ဗီဒီယိုတစ်ပုဒ်ပြအောင်ဖနေပေးတော့မယ်။ဗီဒီယိုလေးကိုဆုံးကြည့်ပေးလို့ကျေးဇူးတင်ပါတယ်။ Align Subscribe လေးလည်းနှိပ်ပေးတော့မိပါနဲ့။ဟန်ဆင်သဘောကောင်အကြောင်းလေးကြောက်ဆက်ကောင်ကြောင်းနဲ့အတူပြန်လာခဲ့ပါအောင်မယ်။ Bye bye.